Hello အားလုံးမင်္ဂလာပါ Good day football channel နဲ့အားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ဒီနေ့တောက်ကြညအမှတ်ပေးပွဲတွေအကောင်လုံးပြန်စပြီပေါ့နော်တောက်ကြညကနေစပြီကျွန်တော်တောက်လျှောက်ဖြုတ်မယ် Champion League တောက်လျှောက်လာမယ်ပေါ့နော်ဒီတစ်ပတ်ကတော်တော်လေးမိုက်ပါတယ်အဲ့တော့မနေ့ကတော့ကျွန်တော်တို့ဒါ member ကတော့ကျွန်တော်ကဒါအီတလီပွဲပေါ့နော် အီတလီ Flair ဖြစ်တဲ့ဒီ Lazio AC Milan ပွဲဒါအပြင်ဒိုင်းနဲ့ဆော့ရဲ့ညီကိုကြီးအပြင်ဂျေးမဖွင့်တဲ့ညီကိုကြီးဆိုတော့ဒီပွဲကိုလောင်းလို့မရဘူး တော့မိုင်းပွဲပဲပေးစီရရှင်မလားဖမ်းမနေ့ကကျတော့အမတ်ပေးတပွဲကမိုင်းပွဲပဲရှိတော့မိုင်းပွဲလိုအတင်းကြီးမျိုးကိုဒီလိုကြားရမှာထုတ်ခံတာကလန့်စရာကောင်းနေပါတော့အော်ဖြစ်နိုင်ရေအများဆုံးချင်းခဲ့တဲ့အိမ်ကွင်းရာကိုပေးကိုတွေတွင်းကိုတွေနဲ့ကျွန်တော်အဝေးကွင်းတွင်းကိုရာကိုပေးကိုကိုလိုက်ကြည့်ပြီးတော့ဘုံ5ပေါ်ဆိုပေးလိုက်တယ်ပေါ့နော်မိုင်းပွဲ5ပေါ်ဆိုမှပေးလိုက်တယ်ကြာသွားတယ်အဲ့တော့အပြင်တိုင်းဖွင့်တဲ့ဒီလက်စီးပွဲပိုင်းညာ sorry အီတလီဖလားပွဲဖွင့်တဲ့ညီဝေဆိုတော့ဒါလက်စီးဘော်ဒီကျွန်တော် back to back formula ကျွန်တော်ရသွားတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဟိုအဲကြောင့်ကျွန်တော်က new ori အကုန်လုံးကိုဒါ member of free ရောပေါ့နော် online လေးလေးဖြစ်နိုင်ရင်တက်နိုင်လုံးဖြစ်နိုင်ရင် short ပို့အကြံပေးတယ်။ဘာကြောင့်လဲဆိုတော့ဒီလို flower way ဆိုကျွန်တော်ဒါ formula ညီးရဲ့ပွဲရေးဆိုရင်ဒါဟို online မှာရော short လို့ရတချို့ကြာပြင်နိုင်နေမဖွင့်ဘူး။နော်အဲ့လိုမျိုးတွေရှိတော့ online လေးလေးဒါလှုပ်ထားပို့အကြံထက်ပြီးတော့ပေးပြရစီ။အဲ့တော့ဒီနေ့တော့ကျွန်တော်တို့ဒါအကုန်လုံးဖွင့်တဲ့ပွဲစဉ်တွေလာပြီပေါ့နော်။အမှတ်ပေးပွဲစဉ်ဒိုင်းတွေအကုန်လုံးဖွင့်မယ်။အဲ့တော့ မနေ့ကကျွန်တော်တို့ဒါ member တွေကတော့ drop ဖြစ်သွားတဲ့ပုံစံပေါ့နော် free ကတော့ကျွန်တော်တို့အပြည့်ရတယ်မောင်းကတော့ကျွန်တော်ဘောအဲ main goal မပေါ်လို့မောင်းမပေါက်တာပေါ့နော် bolona body လေးလည်းဒါရလိမ့်မယ်ပြားပြားတော့ရှုံးမယ်ပေါ့နော် 1d 1 mind 10 20ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ bolona goal ပေါ့ ဂိုးဘောတော့ကျွန်တော်မောင်းနေမှာမထည့်ပြီးဗီဒီယိုထဲမှာပြလိုက်တယ်နော်အဲမစ်ချယ်လန်ဂိုးဘောကလည်း3-1လားမသိရတယ်ပေါ့နော်အဲမနေ့ကတော့ကျွန်တော်တို့လာဇီယိုဘော်ဒီအကုန်လုံးဘက်တူဘက်ဖော်ပြလာအစင်ပြေးလိမ့်မယ်ပြီးတော့ဘောလောနာဂိုးဘောလို့ရှင်ကျွန်တော်လာဇီယိုကိုဂိုးအောက်ဆော့ဖို့လဲကျွန်တော်အကြံပေးခဲ့တယ်ပေါ့နော်အဲဘောလောနာ2-1ဖြစ်သွားတဲ့ချိန်မှာညီကိုတို့ဒီလာဇီယိုနဲ့အေစီပွဲဆင်ဒီကျွန်တော်ကလာဇီယိုရွေးပေးခဲ့တယ်ဘောလောနာဂိုးဘောသွားရတဲ့ဂိုးအောက်လိုက်ဆော့တဲ့ညီကိုတို့ကနှစ်ကွက်နှစ်ချက်ကွက်ရလိမ့်မယ်ပေါ့နော်အဲလိုမျိုးလေးရှိပါတယ်ကဲတော့ဒီနေ့ကျွန်တော်တို့ ဆာမဲ့ပြီးတော့ကျွန်တော်ဒီနေ့တော့မန်မာနောက်ဆုံးခေါ်ရဖြစ်ပါတယ်မရဖန်ဆိုင်ပွဲတွေလည်းများပြီဆိုတော့ကျွန်တော်ဒါပွဲကြီးပဲအအောင်ဆိုင်တော့မယ်ဗျာမန်မာဝင်လို့ရလားအဲမန်မာကြီးဘယ်လောက်လဲ ဘယ်လိုရွေးပေးရဒါတွေမေးဖို့မေးတဲ့မိကုန်းတွေကျွန်တော်တို့ဖြေဖို့ဒါအချိန်နေကျွန်တော်မပြီးကျင်တော့ဘောနော်အဓိကတော့ကျွန်တော်ပွဲကို focus ထားမယ်တပွဲချင်းတေချာလိုက်ချင်းခဲ့ပြီးတော့လက်ရှိဝင်ထားတဲ့မန်မာညီကိုတွေကိုအကုန်လုံးတွေ့ကျွန်တော်ကောင်းဆုံးစူးစမ်းပေးမယ်ဘောနော်အဲ့တော့ဒီနေ့ဝင်ကျင်နေဆိုရင်တော့ဒီနေ့ထိရမယ်ဝင်ရင်းညီဝေးရှိရင်ဒါကွန်မန့်မှာကျွန်တော်ဆက်သွယ်ဖုန်းနံပါတ်တွေတယ်လီဂရမ်ကောင်းတဲ့ link တွေကျွန်တော်ချပေးထားမယ် free channel လေးနေလဲအကုန်ချပေးထားမယ်ဒီနေ့လင်းညစာကုတ်လေးလာပါမယ်เนาะကဲတော့ကျွန်တော်စမယ်ပထမဆုံးဒါစပိန်ကနေပဲကျွန်တော်စမယ်ပေါ့เนาะစပိန်က2နိုင်ခွဲပြီးရေ OB2 းနဲ့မာလော့ကဟောဂျာယဲမာလော့ကျော်စပိန်ကဒါရီယယ်မက်ထရစ်နဲ့ဘာစီလိုနာနှစ်ပွဲဒါပွဲစဉ်16ဟောင်းလာကန်သွားရဒါပေမဲ့ဒီနေ့ကံမှာကပွဲစဉ်15ပေါ့နော်ဟောပွဲစဉ်15ဆိုတော့ကျော်ပွဲစဉ်14ရဲ့နောက်ဆုံးရက်တွေတော့တော့ပြန်ကြည့်တဲ့အခါမှာတနင်္ဂနွေညနောက်ဆုံးနဲ့တနင်္လာညနေမှာကျော်ဂိုးပေါင်းနေတော့ရှောက်အောင်တယ်ဆရာဘီကို Z1 Espanyo Girona 11 VM မထွေဘလကာနို11 Blacia ဆိုပြတာကိုပေါင်းနေအောက်ထားတယ်။အော်ဒီနေ့တောက်ကြမှာဆိုတော့ကိုပေါင်းပေါ်လာနိုင်ကြီးရှိလား။ဒါပေမဲ့ ကျွန်တော်ပြန်ကြည့်သလောက်ဆိုတော့လာလီကာကတောက်ကြညာကိုအောက်ပြီးတော့ဒီတနင်္လာညာတွေတော်တော်များများကိုပေါ်လေးရှိတယ်ဗောနော်အပတ်တော်တော်များများမှာဒီရဲတဲ့တပတ်တော်တော်များများအဲ့လိုမျိုးတွေ့ရအဲ့တော့ဒီနေ့ကန်နာရဲ့ OBDO နဲ့မာလောက်ကောင်ကကိုပေါင်းအပေါ်တက်ဖို့နည်းနည်းလေးခက်လောက်တယ်လက်ရှိမှာ level 25ပြားရှုံး ancient ရဲ့ OBDO ကပေးတယ်ကိုပေါင်းကြီးနှလုံးကို10ပြားရှုံးပေးတယ်ဗောနော် ဲ့တော့ VOB တို့ကကျွန်တော်ပြောပူးပါတယ်ဒီပီဆာအီတလီစီးရီးယားပီဆာနဲ့ VOB တို့ရယ်ပေါ့နော်အဲဟိုလိုပညာလိမောက်တာဘန်လီပါလာပြီကျွန်တော်အခုမှထည့်ပြောမှာပေါ့နော်သူကောင်းလေးကဘယ်လိုလဲဆိုတော့အိမ်ဝင်းနေဆိုရင်ဂိုးဂိုးအောက်တယ်ဟိုဘယ်လိုပြောမလဲအကိုမပေါ်ဘူးပေါ့နော်ဟိုခန်းလေးကိုအသားမိကစားရတဲ့ဘောမှာရှိရအဝေးကွေးနေကြဂိုးပေါ်လေသွားတယ်အဲပီဇာလိုဘန်လီလိုဒီအိုဘီဒိုလိုအဲ့လိုမျိုးလေးတစ်ချက်ညီကိုလိုက်ကြည့်ကြည့်ပေါ့နော်အခုအိုဘီဒိုဆိုလဲနောက်ဆုံးအင်ဝင်၄ပွဲဆက်ဂိုးပေါင်းအောက်ထားတယ် တော့ကျွန်တော်နောက်ဆုံးပွဲစဉ်တစ်ပွဲဆက်ဈီးဈီးတွေပဲဥမကွဲတိုင်းမပြတ်ဒီကန်ထားပြီးတယ်ပေါ့နော်။အော်တူကဂိုးတိတ်မတွင်နောက်ဆုံး၄ပွဲဆက်အိုဗီဒိုဒီအိမ်ကွင်းမှာဂိုးမရခဲ့ဘူး။ဒါနှစ်ပွဲစဉ်ဂိုးပြန်မပေးခဲ့ရဘူး။အဲ့လိုမျိုးလေးဖြစ်နေတော့ဒီနေ့မှလည်းဂိုးအပေါ်ကတော်တော်လေး ခက်လောက်ခက်လောက်တယ်ပေါ့နော်တစ်ဖက်ကမာလောကအောင်ပြန်ကြည့်ရမယ်မာလောကကတော့ဒါနောက်ဆုံး၃ဘွဲ့ဆက်၉ပေါင်းအပေါ်ကန်တာအဲ့တော့ကျွန်တော်တောင်းမင်းတပင်ကြဖလို့ရပြီမာလောကကလည်း၉ောက်ကိုပြန်လာရမယ်အနေထားမှာရှင်နောက်ဆုံးဘွဲ့ဆက်မှာဆို၅၉တောင်တွင်ပြီး၉ပေါင်းပေါ်တက်ထားတယ်ရှေ့ဘွဲ့မှာအိုစာဆူနောက်တူတူဆိုမှ၉ပေါင်းပေါ်တက်ထားပြောအဝင်းဝင်းတုံးပွဲဆက်လဲ9ပေါင်းပေါ်တက်ထားအဲ့တော့ဒီအချက်တွေပြန်ကြည့်မယ်လို့အဝင်းဝင်းတုံးပွဲဆက်9ပေါ်ထားတယ်တုံးမင်းတမင်ကြဖလို့ရ9ပေါက်သွားမယ်အချက်နောက်တစ်ခု OB2 ရဲ့အင်ဝင်ကစားအားဒီ9ပေါက်ကိုသွားနေရဖလို့တွေအများကြီးတွေ့ရတယ်သူက9တန်း9တွင်းတာရှားတယ် ကိုပေးရရင်လည်းတကူနှစ်ကူတက်ပုံမပေးရဘူးဆိုတဲ့အနေထားကိုတွေးရအတင်းကြီးတွေဘာစီလိုနာရေးမထွက်လို့လို့မျိုးပဲဒါကိုတွေပေးထားရအနေထားမှာတွေးရအော်လက်ရှိကိုပေါင်းကြီးကနှလုံးကိုဆယ်ပြားရှုံးလေးဆိုတော့ဒီပွဲဒီကိုပေါင်းအောက်ဖို့တော်တော်လေးအကောင်းတဲ့အနေထားမှာတွေးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုပေါင်းအောက်လေးကိုကြိုက်ပါတယ်နောက်တစ်ခုကဘော်ဒီပေါ့နော်ဘော်ဒီမှာမပေးစရာအောင်ပြန်ကြအောင် OB တို့ကအောက်ဆုံးမှာဇေယအောက်မှာချမ်းမြင်မရှိရသူ့အောက်မှာနော်အော်မာလောက16မှာအော်အဆင့်နဲ့ဆရာနဲ့အဆင့်ဆက်ချက်ကို11.5ပြရှုံးဆိုတော့ဒီနေ့မှာ OB တို့မာလောကာကို တေလောက်များကစားလာမလားပေါ့နော်မရှုံးလောက်ဘူးလားပေါ့နော်ဒါမျိုးလေးလည်းကျွန်တော်တွေးလို့ရတယ်အဲ့တော့ကျွန်တော်ကဒီပွဲမှာ obido body လေးကိုကြိုက်ရှင်တယ်ကြိုက်ရှင်တယ် obido တန်းသင်းဆောင်ရုံအားလေးတစ်ချက်ကြည့်ကျင်တယ်ပေါ့နော်ဒီဒီ11တေလောက်တော့အနေဆုံးရမယ်နိုင်လဲ10ပေါ့နော်ဒီလိုမျိုးလေးပုံစံလေးတွားနိုင်ကြရခိုင်တို့များရလို့ကျွန်တော်ယူဆတယ်အဲ့နောက်ဆုံးဒီတို့တွေးခဲ့တဲ့ obido ရဲ့အင်ဝင်တွေ့ဆုံမှုပြန်ကြည့်တဲ့အခါမှာ၄ချိန်မှာ၃ချိန်ငါတေကြတယ်တစ်ချိန်မဲ့တို့ ဒါ OB တို့ကနိုင်ထားတွေ့ရပါဘောနော်ဒါပေမဲ့သူတို့ဒီဒါ2021ကနောက်ဆုံးဒါစပိန်လာလီဂါ2မှာတွေ့ခဲ့တာဒီ1မှာတွေ့တာမဟုတ်ဘူးပေါ့နော်အဲနှစ်တရားနည်းနည်းတော့ကြာနေပြီအဲကျွန်တော်ဒီပွဲမှာ Obito Ancient Body နဲ့ကိုပေါင်းအောက်လေးကိုပြီးကျင်ပါတယ်နော်အဲနောက်တစ်ပွဲကကျွန်တော် Mage နဲ့ Motion Glare ဘက်အဲ Mage နဲ့ Motion Glare ဘက်မှာ level ၅ပြားရှုံးတော့တကယ်ပဲပြောပါတော့ Mage ကနော်ကိုပေါင်းကြီး၃လုံး50နိုင်အဲ ကျွန်တော်ဂျာမန်တောက်ကြဂျာမန်ဖော်မူလာမဝင်တာတော်တော်လေးကြာနေပြီတော်တော်ကိုမှကြာနေပြီပြီးခဲ့တဲ့ဘက်ကလည်းအောက်ွားတယ်နော် live stream နဲ့ဘာနဲ့လဲကျွန်တော်မိတော့မိပါကျွန်တော် live နေရတယ်နှစ်ပတ်မကတော့နှစ်ပတ်သုံးပတ်လောက်တော့မကတော့ live နေကိုပေါင်းပေါ်ကိုပေါင်းပေါ်လာတင့်ပြီလာတင့်ပြီဒီမှာမပေါ်ဘူး1 1เนาะတပတ်လာပဲ2 1ဖြစ်တယ်ဒါပေမဲ့အဲ့2 1ကလည်းကိုပေါင်းကြီးကဘလောင်းနဲ့ဖွင့်လာလဲဆိုတော့3လုံး30ရှုံလား20ရှုံလားဆိုတော့ဘာမှမရဘူးလीเนาะပြားတော်ရှုံးတည်အဲ့တော့ တောင်းလုံးမရောက်တာတော်တော်လေးကြာနေဒီနေ့မှရောက်လာမလားပါတော့လက်ရှိမှာတော့ main ကတော်တော်လေးတိုင်ပတ်နေတယ်မိုရှန်ကတော့နောက်ဆုံးပွဲဒီမှာ ရှုံထားတယ်ဒါပေမဲ့ဂျာမန်ကတ်မှာပဲသူရှုံတယ်လိုက်ဖ်စ်ကိုသူတီကန်တာလေရှေ့မှာဆိုတော့ဆောက်၅ပွဲဆက်သူနိုင်ထားတယ်မူရှန်ကလာဘက်ကနည်းနည်းပြန်ယုံနေရေပေါ့နော်တန်ဆင်းဆောင်ကလည်းလွတ်ထွက်သွားပြီအဆင်း7နှစ်မှာ73မှတ်နဲ့မင်းကတော့6မှတ်နဲ့အဆင်း78တန်ဆင်းဆောင်အောက်ဆုံးမှာပေါ့နော်အော်မင်းကနည်းနည်းရိုင်ထွက်သွားမနစ်ကမင်းကခြေလွှမ်းကောင်းလို့ဥရောပဝင်ကတနည်းရတာရသွားတယ်ကွန်ဖရင့်လီကိုတွားကန်ရအဲဒီနှစ်မှာတော့ကွန်ဖရင့်လီကိုကန်ရလိုက် ကွန်ပဏီမှာလည်းတိုင်နေပက်ဒီအမှတ်ပေးမှာလည်းတိုင်နေပက်ဒီလိုပုံစံနေလူစင်ရလူစင်အင်ရမလောက်မလုံလောက်မှုကြီးကြောင့်ဖြစ်တာပေါ့နော်အဲ့တော့ဒီနေ့မှာ mesh နိုင်ပါမလားပေါ့မနေ့က mesh အိမ်ခွင်းမှာပြီးရဲ့ဂျီကိုကြောပြန်ကြည့်ရော level 50ရှုံပြီးခဲ့တယ် မိုးရှမ်းအိမ်ခွင်းမှာထဲထဲပေးတယ်အဲ့တော့မနစ်ကကြီးနဲ့ရှင်မယ်ဆိုရင်လည်းကြီးနဲ့နူးနေရဒါပေမဲ့မနစ်ကခြေသွန်းက main ကပိုကောင်းနေတဲ့အနေထားဒီနေ့ခြေသွန်းကတော့ main ကအကြပဲရောက်နေလက်ရှိမှာနောက်ဆုံး၅ပွဲမှဆိုတပွဲပဲသူတို့ဒါ Fiorentina ကို conference မှာနိုင်တယ်ကျန်တဲ့၄ပွဲက၃ပွဲရှုံးတဲ့တပွဲတည်ကြတယ်နော်အဲ့လိုမျိုးလေးဆိုတော့ main ကတော့ ဒီနေ့မှ body ကယူရခက်တယ်ဗျာနော်အဲ main ရုံများယုံသွားမလားဆိုတာကိုလည်းဟိုစိုးရင်ဆရာရှိတယ်ဟိုနည်းနည်းလေး level 20ရှုံးခုနက obido လိုမျိုး level 20 30လောက်ဒါပေးမယ်ဆိုရင်လက်ရှိခြေစမ်းပုံကောင်းနေမှုချင်ပေးရမယ်ဆိုရင်တော့ကျွန်တော် main body ယူလို့ရတယ်ဗျာနော်အဲလက်ရှိ dede ကြီးကကြောင့်နည်းနည်းအန်နေများတယ်ဒီလို dede ကြီးတန်းနေကလည်းကျွန်တော်တေးလောက်ပဲသွားတာရခိုင်တော့များတယ်ဆိုတော့ body ကိုကျွန်တော်လက်ဆောင်ခြင်းနဲ့အဲတော့ကျွန်တော်ဂူပေါင်းကိုပဲဆက်လိုက်မယ်ဗျာနော်ဂူပေါင်းကအပေါ်ပဲကျွန်တော်လိုက်ရှင်တယ် နော်အပေါ်ဒီနေ့ကျမှအောင်ကြီးသွားမယူခြင်းဘူးအပေါ်ပဲကျွန်တော်လိုက်ရှင်အော်ကျွန်တော်ကိုပေါင်းအပေါ်ပဲယူမယ်ကိုပေါင်းကြီးသုံးလုံး90နိုင်ကတော့အဲပျော့တယ်နည်းနည်းလေးပျော့တယ်ဗောနော်ဒါမဲ့ရှေ့ကဘော်ဒီကြီးတဲတဲမှာကိုပေါင်းကြီး 3D ဝင်ရိုးကိုခြေခံလိုက်ရင်တော့ဒီဘွဲကိုပေါင်းအပေါ်သုံးလုံးရောက်ဖို့ကတော်တော်လေးအကောင်းပါလက်ရှိသုံးလုံး90နိုင်ဝင်ရိုးကတော့ maybe ဖြစ်ကောင်းဖြစ်ဖို့က90ရာ90လောက်ပဲရှိမယ်ဗောနော်အဲ့တော့ ကျွန်တော်တော့ဒီဂိုးပေါင်းဒီလိုအပတ်ကျမှကျွန်တော်မလိုက်လိုက်လို့ဂိုးပေါင်းပေါ်ပြန်နှမျိုးစရာကောင်းလို့လည်းကျွန်တော်ဂိုးပေါင်းပေါ်ပြန်ဆက်လိုက်မယ်အဲ့တော့ body ကိုပြန်ပြောရမယ်မဖြစ်မနေရွေးပေးပါဆိုတော့ mesh အနေနဲ့ကြီးတော့ရဲရဲတင်းတင်းမပေးထားဘူးဒါပေမဲ့မရှုံးအောင်တော့ကံမှုရခိုင်သူများတဲ့အတွက်ဒါတေးလောက်တော့အနေနဲ့ရမယ်ပေါ့နော်အဲ့တော့ body ဆော့ကျင်နေဆိုရင်တော့ mesh ကိုတော့ယူလို့ရတယ် mesh နဲ့ဂိုးပေါ်တွဲဆော့ပေါ့နော်အဲ့လိုမျိုးလေးတော့အချင်ပေးကျင်ပါနော် နောက်တစ်ပွဲကကျော်ပြင်းနေတဲ့ကူကဒီနေ့နှစ်ပတ်နှစ်ပွဲတောင်ထုတ်ကန်ထားတယ်ပေါ့နော်ဒါပေမဲ့အဲ့ကောင်တွေကကျော်ဥရောပပွဲစဉ်တွေကံမှုရှိဖို့ရှိလို့ဒါထုတ်ကန်ပေးထားတယ်ပဲမိုနာကိုဆိုရင်မိုနာကိုကကျွန်တော်တို့ချန်ပီယံလိဂလာဒါစာရင်းနဲ့ကြံရမယ်เนาะပြီးအောက်ကမာစီဆိုရင်လည်းဒါချန်ပီယံလိကံမှုရှိတော့ဒါသူတို့ဘောလုံးဖွဲ့ချုပ်ကတော်တယ်ပဲပြောရမှာပါเนาะပီမယာလိလည်းအဲ့လိုထုတ်ပေးမကံဘူး เนาะအဲ့လိုမျိုးတော့ရှိတယ်ဟိုဘယ်လိုပြောရမလဲသူတို့သူတို့နိုင်ငံကိုစားပြုကလက်တီဥရောပမှာရဟိုရမတ်ဒီလိုအပ်နေချင်းတော့သူတောက်ကြနေညောက်ထုတ်ကန်လိုက်တယ်အော်စင်နေညင်းအေးစင်းနာအင်္ဂါနေ့ညမှာချန်မနီစပြီးအင်္ဂါညကန်တဲ့ကောင်အင်္ဂါနေ့ညသွားကန်ဗုဒ္ဓညလည်းဗုဒ္ဓညကန်ကွယူပါဠိတမားရဲ့ဆိုတော့ကြာပြီးညကန်အဲ့လိုမျိုးတို့ဖန်ပြီးထားဟိုပွဲချိန်စရာကိုတေချာလေး ဟိုပြီးပဲလုတ်ပေးတယ်ဗောနော်ပြီးများလေးကအဲ့လိုမပြီးများလုံးဝအကျက်တီပဲခိုင်းတယ်နော်ဟိုကိုကိုနိုင်ငံကိုသားပြအင်္ဂလန်ကိုသားပြကက်ကလက်ဒီဟိုနိုင်နိုင်ရှုံးရှုံးရမဲ့ကောင်းကောင်းမကောင်းသူတိတ်ပြီးဂူးမဆိုင်ဘူးအဲ့လိုမျိုးလေးရောကွာတယ်နော်အဲ့တော့ကျွန်တော်စမယ် brush ကမိုနာကိုအဲ sorry brush အိမ်ကွေးမှာမိုနာကွက် level ကို80ရှုံးပေးတယ်ကိုပေါင်းရင်30ရှုံးပေါ့နော်အဲ့တော့မနစ်က brush အိမ်ကွေးမှာကျွန်တော်တို့ကြီးဘလောက်ပြီးခဲ့လဲပြန်ကြည့်လိုက်တော့ဒီလိုပဲ ဒါတလုံးအပြည့်နိုင်ပြီးခဲ့တယ်ဗောနတလုံးပြည့်နိုင်ပြီးတယ်တူဝမ်းနဲ့မိုနာကိုကရှုံးတယ်မိုနာကိုအင်ကွင်းမှာတလုံးတည်ပြီးရဗောနမနစ်ကနော်အော်အဲ့ရှိတဲ့နှစ်မှာတော့ဘရက်ကကောင်းလို့လာမယ်ဒဲဒဲပဲပေါက်တယ်ဗျဟိုမိုနာကိုကကြီးမပေးဘူးဗောနဒါပေမဲ့အဲ့နှစ်ကကျတူစင်းနေနိုင်တယ်ကြီးပေးရဲ့နှစ်ကျတော့တူဝမ်းနဲ့ရှုံးတာတွေ့ရတယ်ဗောနမိုနာကိုကနောက်ဆုံးပွဲစဉ်မှာကျွန်တော် PSG ကိုနိုင်ထားတယ်ဗျအဲ့ပွဲကကျွန်တော်ဂူပေါင်းပေါ်ပေးခဲ့ရဗောနကျွန်တော်ကြာသွားတယ်အော်မိုနာကိုက PSG ကို1-0နိုင်ထားတဲ့အချိန်ဘရက်ကတော့ကျွန်တော်တို့နောက်ဆုံးပွဲစဉ်မှာ ဒီ strawbro ကို2-1နဲ့နိုင်နေရှိမှ match ကို3-2နိုင်နေပါတော့မာဇီကိုလည်း3-2ချင်းရှုံးတာအဲ brass ကလည်းနောက်ဆုံး2ပွဲဆက်တော့နိုင်ပွဲလေးရထားတွေ့ရတယ်အဆင့်အမဲအဆင့်ကိုကြည့်မယ်ဆိုရင်တော့9-7ပေါ့နော်အဲ့မှာဆိုရင်တော့မိုနာကိုက9 7ဆိုတော့ခွန်အား7ကိုဝေးကွင်း level 80 80ဆိုတော့ဒီကြီးကမှန်ကန်မှုရှိတယ်လို့ပြောလို့ရတယ်ဖဲဖြစ်တယ်ပေါ့နော်အော်မိုနာကိုအနေနဲ့အဲဒီနေ့မှာ ဘလို့ကလားလာမလဲလက်ရှိ flow ရဆိုတော့ monaco ရဲ့ flow ကနိုင်ပွဲဆက်မဲ့ flow ကိုတွေ့ရတယ်ပေါ့နော်အဲကျွန်တော်ကတော့ monaco ပဲယူဝင်ကောင်းမလားပေါ့နောက်တစ်ခုက monaco ကကစားချန်တော့မချန်လောက်ဘူးဘာလို့သူချန်ပြန်နေမှာတော့အမှတ်တော့နည်းနည်းလိုတယ်ကြာကလာတာစာရီကိုသူအနိုင်တော့ဂမ်းမှာရမယ်လာမယ်ဂျာရက်မှာနော်အဲ့ဒါပြီးမာစီကိုအဝေးကွင်းဆိုတော့နောက်လာမယ့်ပွဲကမာစီအဝေးကွင်းတော့မလွယ်ဘူးပြဒီနေ့အဝေးကွင်းကသူ့တန်နေနဲ့တက်တာတယ်ပေါ့နော်အဲ့တော့ မွန်နာကိုနိုင်မှုရခိုင်တို့များပါပြီးတော့နောက်တစ်ခုကဂိုပေါင်းကြီးကိုကြည့်တော့ body level ရှုံးမှဂိုပေါင်းကြီး3လုံး30ရှုံးဆိုတော့ကဒါနည်းနည်းပြင်းနေပေါ့နော်အော် breast လဲကိုရမှုရခိုင်တို့များတယ်အော် breast လဲကိုရမယ်ဆိုရင်ဒါဝမ်းဝမ်းလောက်ကစကြည့်ဖို့ဆိုရင်ကျွန်တော်3လုံးရောက်ဖို့အချိန်မရွေးရောက်သွားနိုင်ခြင်းများတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပွဲမှာမွန်နာကိုနဲ့ဂိုပေါ်လေးတွဲပေးခြင်းတယ်ပေါ့နော်မွန်နာကို body ကြိုက်တယ်ကိုပေါင်းအပေါ်လေးကျွန်တော်ကြိုက်ပါတယ်နော် ဘရက်ကဒီနေ့ရည်အတင်းကြီးရဲ့အဲမှာ PSG ကိုတော့ Z3 နဲ့ရှုံးတယ်။ Lion ကို Z3 အဲ Nice ကို4-1နဲ့နိုင်ထားတယ်နော်ဒီနေ့ရည်။ Nice ကို4-1လေးတော့မဆိုးဘူးပေါ့နော်။ Lion D ကို3-3အဲ့တော့ဒီနေ့တော့ကျွန်တော်ဒါမိုနာကိုနဲ့ဂူပေါ်လေးတွဲပေးခြင်းပါတယ်နော်။ နောက်တစ်ပွဲလိုင်းလီနဲ့မာစီလိုင်းလီက level 30ရှုံးတော့ပေးနေရခူပေါင်းရင်းတုံးလုံး60နိုင်အော်မာစီကတော့ကျွန်တော်အိမ်ကွင်းဆိုအရန်ကြိုက်တဲ့အသင်းပေါ့နော်ဒါပေမဲ့အဝေးကွင်းကျကျွန်တော်အရန်ဒီအိမ်ကွင်းလောက်မကြိုက်ဘူးပေါ့အော်လက်ရှိမှာလိုင်းလီကချီပေးထားတဲ့ level 30ရှုံးပေးတယ် အဆင့်ကိုကြည့်တော့အဆင့်အပေါ်အောက်လေးမှာမာစီကကျွန်တော်တို့29မှတ်နဲ့အဆင့်3မှာလိုင်းလီက26မှတ်နဲ့အဆင့်4မှာအော်လေးရနေ3တော့ဒါအပေါ်အောက်လေးပေါ့နော်ကတ်ပြီးတော့ level 30ရှုံးပေးရဆိုတော့ဒီနေ့မှာလိုင်းလီမရှုံးတော့ဘူးလို့ယူဆတယ်အော်မာစီအနေနဲ့လည်းဝေးကင်းဆိုကျွန်တော်အိမ်မွန်းတော့အားရစရာမကောင်းတာလေတွေ့ရတယ်ပေါ့နော်အော်ဒီပွဲမှာတော့ကျွန်တော်လိုင်းလီ body လေးပဲကြိုက်တယ်ကျွန်တော်အသင်းကိုဘက်ကန်ရတာတော့နည်းနည်းလေးတော့ဒါရင်သာစရာတော့ကောင်းတာပေါ့နော်ကျွန်တော်မာစီရဲ့အသားကြိုက်တယ်ဒီနေ့ရတယ်အော် ဟိုခြေသွမ်းရကြည့်မယ်ဆိုတော့အရင်မကွာဘူးပေါ့ဒါပေမဲ့ကြေးရဆိုရင်တော့ကျွန်တော်လေဗယ်30ရှုံးတော့ပြီးရဆိုတော့ဒါ line ဒီမရှုံးတော့ဘူးယူစားပြီးတော့မနစ်ကကြေးကိုပြန်ကြည့်တော့လေဒီလိုပဲပြီးတယ်နော်လေဗယ်30 40ရှုံးတော့ပြီးဝမ်းဝမ်းကြတယ်အဲ့တော့ body ကတော့ကျွန်တော်တို့ဒါဟိုပြား30 40ကိုရင်းကောင်းရင်းရနေတေတပေါက်တော့ကြောက်ရတယ်ဘာလို့သူနဲ့တင်းကကန်နဲ့ကန်နဲ့မြပွဲကြီးလို့ရှိရင်နောက်ဆုံး၄ပွဲ၅ပွဲမှာ၄ပွဲကဇီးဇီးတပွဲပါတယ်ဝမ်းဝမ်း၃ပွဲတေ၄ပွဲတော့ကြာတာ တပွဲပဲ line ကြီးက3 1နဲ့နိုင်နိုင်တဲ့ပွဲစဉ်ဖွင့်ခဲ့ကြီးကိုပြန်ကြည့်တော့တလုံးကိုအပြည့်နိုင်ဖွင့်တာပေါ့နော် level 80 80 90ဒီလိုရှုံးအပေးပြီးတော့တလုံးအပြည့်နိုင်မှာ3 1နဲ့အဲ့တော့ဒီနေ့မှာ line ကြီးကတကယ်လို့ level 80 80ရှုံးပေးမယ်ဒီအဲ့အဲ့လိုမျိုးပဲဒါ3 1နေ2ကြီးပိုင်းနဲ့နိုင်နေနိုင်မှုရခိုင်လို့များကိုပြတ်နိုင်မှုရခိုင်လို့များတယ်ပေါ့နော်အဲ့အဲ့လိုမျိုးဆိုတော့ဒီလက်ရှိပေးတိုင်းကြီးတန်းရဆိုတော့တေလောက်ပဲသွားဖို့ရခိုင်လို့အဲ့တော့တေဆိုတော့ကျွန်တော်ပြား20 30ရင်းရမယ် line ဒီ body ကြိုက်တယ်နောက်တစ်ခုကကိုပေါင်းအောက်ပဲကြိုက်တယ် မွန်နာဂူပွဲက12နာရီမှာကံမယ်ဗောနော်12နာရီခွဲမှာကံမယ်လိုင်းလီနဲ့မာစီက2နာရီခွဲအမွန်နာဂူပွဲ9ပွိုင်ဒီပွဲ9ပေါင်းအောက်ရိုက်လို့ရတယ်နော်အမွန်နာဂူပွဲ9အောက်ဝိုင်းရင်ဒီမာစီနဲ့လိုင်းလီပွဲက9ပေါင်းဆော့လို့ရလက်ရှိဂျီနန်အရာ ခြေစွမ်းနေရဆိုရင်တော့ဟိုနှစ်ပွဲသလုံးအပေါ်တွားနိုင်တယ်ဘာလို့လိုင်းနီနဲ့မာစီကလည်းဟိုအတင်းကြီးဖြစ်ပေမဲ့အခြေစွမ်းကောင်းတယ်ဟိုအတင်းကြီးဆိုပြီးတော့ဟိုထိန်းကလားမညာမရှိတော့တကောင်းဖွင့်တိုက်တာများတယ်ဘလက်ရှ်နဲ့မိုလာကူကလည်းဒီလိုပဲဖွင့်တိုက်မှာလဲအဲ့တော့ဂူပေါင်းပေါ်တော့ခြေစွမ်းနေရတော့နှစ်တင်းနှစ်ပွဲသလုံးအပေါ်တက်နိုင်ကြတယ်ကျွန်တော်တို့လည်းအားကောင်းတယ်ဒါပေမဲ့ကြီးရဆိုရင်တော့မနာကိုပွဲအပေါ်သွားနိုင်ကြီးပုံများတယ်လိုင်းနီနဲ့မာစီပွဲအောက်ကိုသွားနိုင်ကြီးများတယ်အော်ဘူဂီလှည့်ထားမယ်ဆိုရင်မနာကိုပွဲအောက်သွားပြီးရောမာစီပွဲအပေါ်သွားနိုင်တယ်ဒါကြီးနဲ့လှည့်ထားရင်ပြောတာပေါ့နော်အဲ့တော့ မအိတ်ဒီရဲ့ညီကိုကျွန်တော်7နှစ်နိုင်ခွဲကိုကြည်လိုက်ကျွန်တော်နှစ်နိုင်ခွဲမတိုင်ခင်ပြီးမှာဆိုတော့ကျွန်တော်တို့ဒီပွဲမူနာကိုပွဲပေါ်လို့ရှိရင်မာစီပွဲကိုကောက်ဆော့လို့ရဂျီဂျီဝမ်းဝမ်းပဲအဲအလုံးဝအပိုင်ပဲပေါ့နော်အဲ့လိုမျိုးဆော့လို့ရတယ်အဲတော့မနေ့ကလိုပဲပေါ့ဘိုလောနာပေါ်ရင် AC ပွဲကိုကောက်သွားမယ်ဒါမျိုးပဲကျွန်တော်လိုက်လို့ရတယ်ပေါ့နော်အော်ဒီနေ့လည်းအဲ့လိုလေးပေးခြင်းနဲ့အဲ့တော့ကျွန်တော်ကတော့ line လီကြိုက်တယ်ကိုကောက်ကြိုက်တယ်မူနာကိုကြိုက်တယ်ကိုပေါ်ကြိုက်တယ်ပေါ့နော်ပြင်းလေးလီကူဝမ်းအဲ့လိုလေးရွေးပေးထားပါတယ် အဲ့တော့နောက်တော့ပွဲကချန်ပီယံရှစ်တော့ရှိရပါဟူစီဒီနဲ့မစ်တယ်ဘရော့အဲ့တော့ဘိုရိုပေါ့နော်ကျွန်တော်ဘိုရိုကတော့အရင်တော့ကောင်းနေပြန်နော် level 35အိဝေးကွင်းနေဟူစီဒီကိုပေးတယ်ဘိုရိုကကိုပေါင်းချင်းတောင်းလုံး65ပြားနိုင်နော်ဒီပွဲကခဏ MVP ဆရာကျွန်တော်ကြည့်ပေးမယ်နော်ဘိုရိုကအဆင့်နှစ်မှာဗျဟူစီဒီက6မှာ2ကနေ6ကို level 35ဟို level 35နည်းနည်းပြော့တယ်ဗျနော်ဒါမဲ့ရမ်မက်ကတော့တိတ်မကွာငါမက် โอเคလက်ခံပြီးတော့ရပါတယ်เนาะလက်ခံပေးလိုက်လို့ရပါတယ်လက်ခံပေးလိုက်လို့ရပါတယ်အဲ့တော့ကိုပေါင်းကိုပဲစဉ်းစားပါဗောနော်ကိုပေါင်းစတဲ့ကြီးရဲ့၃လုံးကို60နိုင်ပေးခဲ့တယ်လက်ရှိ၃လုံး65ပြားနိုင်နည်းနည်းလေးပြင်းတဲ့ဘက်ကိုရောက်လာเนาะအဲ့ဒီညမှာဘူရူပွဲကကျော်2နိုင်ခွဲဆိုတော့ဒီ၃လုံး50နိုင်၃လုံး50နိုင်နဲ့၃လုံး30နိုင်40နိုင်လောက်ထိရောက်လာမယ်ဆိုဒီပွဲကကိုပေါင်းအပေါ်သွားနိုင်တယ် เนาะကျွန်တော်ကတော့အပေါ်သွားမလားလို့ယူဆတယ် body ဆိုတော့ကျွန်တော်ဘိုးလိုပဲကြိုက်တယ်ဘိုးလိုကနည်းနည်းခြေတန်းပိုကောင်းနေတယ်ဒီနေ့ကเนาะ coping tree နဲ့အပြိုင်ဒါဇရားထိတ်မှာအဆင့်တက်နေနှစ်ပေါ့เนาะဒါပေမဲ့လက်ရှိမှာတော့အမှတ်ကတော့ပြည့်နေ coping tree ကတော့တော်တော်လေးဆမ်မက်တောင်ဖြတ်တာတော်တော်လေးကောင်းတယ်လမ်းဘက်ကိုင်းနေเนาะမနစ်နောက်နေ့ပြင်းများလိမ့်မယ်လမ်းဘက်ကိုတွေးရမယ်ထင်တယ်လမ်းဘက် coping coping tree city နဲ့အတူเนาะအော်ကျွန်တော်ဘိုးလိုကြိုက်တယ်ဂူပေါင်းအပေါ်ပဲကြိုက်ပါဒီပွဲကိုเนาะ ကိုပေါင်းပေါ်ကြိုက်တယ်ဘူလိုဘူလိုဘူလိုဆိုမင်တယ်ဘလော့ပြောရပါနော်အတူကောက်ကဘူလိုပေါ့အဲကျွန်တော်မင်တယ်ဘလော့နဲ့ဂူပေါ်လီကြိုက်ပါနော်ကဲတော့ဒီနေ့တော့ဒီလောက်ပါကျွန်တော်ခဏနေဒါကျွန်တော်ကုတ်လှုပ်လိုက်ပါနော်ဒါလေးညလာကုတ်ကျွန်တော်တီရှာလေးပြန်ကြည့်လိုက်မယ်အချောမတက်ရသေးဘူးကျွန်တော်9နိုင်လောက်တော့ပို့ပြင်း9နိုင်9ညလာကုတ်ကိုတော့9နိုင်အပြီးပို့ပြင်းပါနော်ဒီ free tick ဒီ channel တွေကကျွန်တော်ဆော့ဆော့ပို့ပြင်းမယ် member tick က10နိုင်ပို့ပြင်းမယ်နော် ကျတော့ကျွန်တော်မလဖန်စနေညမှာတော့ဗီဒီယိုနှစ်ဖိုင်လောက်အနည်းဆုံးလာပါမယ်ပြီးများလေးပွဲများပြီးများလေးခဏကျွန်တော်ကြည့်မယ်မလဖန်ပြီးများလေးပွဲများလာမယ်မလဖန်ပြီးများလေးကကျွန်တော်တို့9ပွဲတောင်ကံမယ်ဗျာနော်9နိုင်နေစပြီးတော့9 9ပွဲကံမယ် CDA က3ပွဲစပိန်ကကျွန်တော်တို့4ပွဲဂျာမန်လည်းများမယ်ဂျာမန်ဂျာမန်မလဖန်မိုက်တယ်လိုက်ဖင်းနဲ့ဖရန်ဘက်စတုတ်ဂတ်နဲ့ဘိုင်ယန်မလဖန်ဂျာမန်ကတော်တော်မိုက်တယ်နော် ြင်းတိလီကူဝမ်က၃ပွဲပြင်းတိလီကူဝမ်ကလည်း PSG running ကလည်းမိုက်တယ်နော်မလဖန်မလဖန်စနေရပွဲတော်တော်များတယ်ဗျစနေတူလည်း23ပွဲတော်ကမ်းမယ်တနင်္ဂနွေမှာ14ပွဲပဲကမ်းမယ်နော်တနင်္လာမှာ9ပွဲအဲမန်ယူနဲ့ဟုနော်ဘူဘာဟန်ရဲ့ body အပိုင်းမှာအိုင်နေတင်းလာညနော်မန်ယူမန်ယူဘက်ကံမှာဘယ်တော့မှမအောင်ဘူးအဲ့လိုဂျာရက်တွေမှာတင်းလာတို့တင်းလာနဲ့တောက်ကြမှာမန်ယူပွဲကိုဂျာရက်တွေထုတ်ကန်ဘယ်တော့မှကြီးမအောင်ဂျာလက်တာနိုင်နိုင်သွားလိမ့်မယ်ကြီးမအောင် မနေ့ကတော့မှရက်လက်နိုင်တော့ကြီးမအောင်မနေ့မနေ့ရက်လက်လည်းမနိုင်တည်ကြပါဘူးနော်အော်ကျွန်တော် main fan ပါပဲဒါပေမဲ့ကျွန်တော်တင်ကန်းစာရခဲ့ပြီးပြီကို main ကို main ဆိုရင်ယုံပြီးတော့အောခဲ့တာနေတာမဟုတ်နော်အဲ့တော့ဂျာရက်ဒီမှာ main ဘွဲကိုတတင်းနဲ့ထုတ်ကန်ဘယ်တော့မှမနိုင်ကြည့်ကြရနော်အဲအဲ့ဒီအဲဝူဟန်နဲ့မိုင်ပွဲကြဝူဟန်နဲ့ဒီနေ့ပြင်းများနေနိုင်ပွဲမိုင်နဲ့စရရမလားမသိဘူးနော် အဲ့လိုမျိုးတော့ဖြစ်ရင်ပြတ်သွားတယ်ပြောမရ။ Okay okay အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲเนาะအားလုံးအဆုံးကြီးပြေးကြကျေးဇူးအများကြီးတင်ပါတယ်။အားလုံးမင်္ဂလာရှိတော်ညချမ်းလေးဖြစ်ကြပါစေ။အားလုံးကိုယ်နိုင်ပါအားလုံးကိုယ်လက်ပါခင်ဗျာ။